ဘကိုးတိုင်းရှိချင်းမြို့နယ်ကစစ်ကောင်စီရဲ့အမှတ်698ချင်းမြန်တရင်ဌာနချုပ်ကိုတိမ့်ပိုက်နိုင်မှုအတွက်အကိုတို့ဘလောက်ထိတိုက်ခိုက်ခဲ့ရသလဲတိုက်ပွဲကဘလောက်ထိပြင်းထန်ခဲ့ပါသလဲခင်ဗျာဒီ698ချင်းမြန်ဌာနချုပ်ကိုတိုက်ပွဲကကျွန်တော်တို့ဟိုတိမ့်တာကတော့တည့်ရက်ပါပဲမနေ့၄နိုင်ခွဲရနေညနေ၆နိုင်ခွဲတော့မှကျွန်တော်တို့အားလုံးပြီးသွားတာပေါ့နော်ဒါကျွန်တော်တို့ဘက်ကဒီ ပုံစံကတော့ကျွန်တော်တို့မှရှိတဲ့လူတက်နေတဲ့အဲကျွန်တော်တို့ပုံမှန်အဲစခန်းသိမ်းတိုက်ပွဲလိုပဲကျွန်တော်တို့ဆောင်ရွက်ခဲ့တယ်ဒါပေမဲ့ဒီစခန်းရဲ့အဲဒီတိုင်းဌာနချုပ်ဖြစ်တဲ့အခါကျတော့နောက်သူ့ရဲ့ပြဝီအနေထားပေါ့နော်အဲ့ဒီအပေါ်ဒီမှာကြည့်ပြီးတော့ဒီနီးနီးဗျူပါပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့ဟိုကွဲလွဲတာပေါ့တခြားစခန်းသိမ်းတိုက်ပွဲတဲ့ဆိုင်နောက်တိုက်ပွဲပြင်းထန်တာကတော့အဓိကတော့စစ်ကောင်စီကပြန်တုံ့ပြန်တဲ့ဟာကတော့ ပိုများတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာအတီရဲထဲမှာပဲဒါချက်ဖိုက်တာအဲဒီအခောက်ရည်20 20ကျော်ပေါ့နောက်ဝိုင်တွဲဆိုရင်10ခောက်ကျော်တာပေါ့အဲ့ဒီဟာဒီအချိန်ကြီးအတွက်နဲ့ပြောမယ်ဆိုရင်တော့အချိန်ကြီးအတွက်ရကျော်တယ်ဒီမှာပုံကျေးတာပုံကျေးတိုက်ခိုက်တာပေါ့နော်တော့ပထမပိုင်းမှာကျွန်တော်တို့ဟိုဟိုစကန်ကတ်တဲ့အဖွဲတွေကိုပုံကျေးတာရှိတယ်နောက်စကန်ကုန်းပေါ်ရောက်ပြီးရှင်းလင်းလုပ်တဲ့အချိန်မှာလည်း အဲ့ဒီကျွန်တော်တို့ခံကုန်းပေါ်သူတို့ဟိုပြန်ပုံကြတာရှိတယ်နောက်ဆုံးကျွန်တော်တို့လက်နက်ခဲရန်အနေနဲ့သူသုံးပန်းအနေနဲ့နောက်မိသားစုဝင်တွေပြန်ဆွဲထုတ်တဲ့အချိန်မှာတော့အဲ့ဒီမိသားစုဝင်တွေအစ်သုံးပန်းတွေသူတို့အခုနောက်ဆုံးနေတဲ့နေရာကြီးဆိုလို့ချင်းအဲ့စစ်ကောင်စီရဲ့ပုံပုံကျဲပြီးတော့မှအဲအဲ့မှာအကုန်လုံးကျွန်တော်တို့ဘက်ကိုထွက်လာပြီးတော့ဟိုလာပူပေါင်းဟိုထွက်လာပြီးတော့ပူပေါင်းရတယ်ဟိုညံ့ခံတဲ့ပုံစံဖြစ်တာပေါ့နော်ကျွန်တော်တို့ကလည်းကဲထုတ်တဲ့ပုံစံဖြစ်သွားတယ်အဲ့ဒီအချိန်ကြီးသူတို့ပုံကျဲတယ် အဲ့မှာဒီအကျင့်တရားလောက်ဘုံကျဲတာကတော့အပေါ်မှာဒီဝေဟင်မှာစကောင်းစီရလင်ရ3စီ4စီပုံမှန်ရှိတယ်ကြက်ဖိုက်တာဆိုရင်ကြက်ဖိုက်တာ2စီဆိုရင်သူစီးပြခန္ဓာလေးမှာလုပ်တဲ့ formation ပုံစံမျိုးတွေနဲ့နော်2စီးပြိုင်လူကျဲတာမျိုးတွေကျွန်တော်တို့တနေ့ကုန်ရှိတယ်ပေါ့နော်ဝိုင်တွဲဆိုရင်လည်း2စီးပုံမှန်အဲ့တော့အပေါ်မှာလင်ရ3စီ4စီနဲ့တနေ့ကုန်သူတို့ဟိုဘုံကျဲတိုက်ခိုက်တာလုပ်တယ်အဲ့ဒါတော့ တိုက်ပွဲကတော်တော်ကြမ်းတမ်းတဲ့အခြေအနေပေါ့နော်ခမရ96ကနေတိမ်းပြီးတဲ့လက်နက်ကြီးတွေလက်နက်ငယ်တွေကဘယ်လောက်ရှိပါသလဲခင်ဗျနှစ်ဖက်အထီးခိုက်အကြဆုံးနဲ့ဖမ်းမိတဲ့၃ဘန်းတွေကရောဘယ်လောက်ရှိပါသလဲခင်ဗျအဲလက်နက်အဲတိမ်းစီရမိလက်နက်ကတော့ဒီမှာဟိုတရင်ဖွဲ့စည်းပုံတိုင်းကျွန်တော်တို့ရတယ်အဲ120မမလို့မျိုးဟော်ဝေဇာလိုမျိုးလက်နက်ကြီးတွေရလွယ်လို့ရှိရင်ကျန်တာအားလုံးပါပါတယ်1.5တို့နောက်81မမ60မမ အဲ့ဒီဒီနောက်ချမ်ပါစစ်တွေပေါ့နော်ဆိုအားလုံးဆိုရင်တကယ်တမ်းကျတော့ကျွန်တော်တို့လက်နက်ကတရားကျော်တင်စီရမိတယ်အဲ့ဒီမှာအဲကျွန်တော်တို့အကောင့်တိုက်နဲ့တရားစနစ်တကျနဲ့ပြန်စူးစီးနိုင်တာကတော့လက်နက်ဟိုစစ်စင်90လောက်ရှိတာပေါ့နော်တချို့လက်နက်တွေကလည်းကျွန်တော်တို့တိုက်ပွဲထဲမှာပြန်သုံးနေရတဲ့အခါရှိတော့အဲအသေးစိတ်အဲအတိအကျလက်နက်စင်ရကျွန်တော်တို့အခုချိန်ထိမရဘူးပေါ့နော်ဒီမှာ နှစ်ဖက်တိကြကြဆုံးမှုကတော့ကျွန်တော်တို့ဘက်မှာလည်းရှိပါတယ်အဲဒီ PDF တင်ရင်းနေဒီမှာလည်းတိကြကြဆုံးမှုရှိတယ်အဲဒီဖမ်းမိတုံပန်းကလည်းအားလုံးဆိုရင်ရဲတုံပန်းအဲကျွန်တော်တို့6ရောက်လောက်နေနောက်ပြီးတော့ချိတ်ဆက်ပြီးတော့ဝင်လာတဲ့သူပေါ့နော်အဲဆိုအားလုံးပေါင်း10ရောက်လောက်ရှိမယ်မိသားစုဝင်လည်းအဲ10ရောက်လောက်ရှိမယ်အဲသူတို့အားလုံးကတော့ဒီမှာကျွန်တော်ကျမ်းမာရေးဆောင်ရှောက်မှုပေးထားပြီးတော့ကျွန်တော်တို့အခု ထိမ့်သိမ်းထားတဲ့ပဲပေါ့နော်။နောက်လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေလက်သူတို့တဆိုင်တောင်းရှိတဲ့ဒီဌာနတွေကနေပြီးတော့အခုဟိုဆောင်ရွက်နေပါလေအဲ့။နောက်ပိုင်းတော့သူတို့အတုံးပန်းစီမစီတဲ့အတိုင်းပဲကျွန်တော်တို့လောရမှာပေါ့နော်။အဓိကအထက်ချက်စင်းရဲ့ညွှန်ကြားမှုနဲ့ကျွန်တော်တို့ပြန်စီပြန်မှာပေါ့။စကောင်စီကသူတို့ရဲ့ဝါရဖြန့် channel တွေမှာငါးကိုရှင်ဌာနချုပ်ကိုပြန်နေရယူနိုင်ပြီဆိုပြီးတော့ပြန်သိမ်းနိုင်ပြီဆိုပြီးတော့ပြောနေတာတွေတွေ့ရပါတယ်။လက်ရှိမြေပြင်အခြေအနေကဘယ်လိုရှိပါသလဲခင်ဗျာ။ တော့သူတို့နေရာပြန်ယူနေနိုင်ပြီလားဆိုတော့တကယ်တော့အဲ့ဒီဒီ9ခုချစ်တက်စကန်အဲကလက်ရှိအခြေအနေရဟိုဘယ်တက်ဖွဲ့တွေမှာအပြည့်ဝအဲ့ဒီမှာကျွန်တော်တို့နေရာယူထားနိုင်ဖို့မဖြစ်နိုင်တော့ဘူးပေါ့နော်စကန်တစ်ခုလုံးနဲ့တိုက်ပွဲအချိန်ကြောင့်ဂျီမွားပျက်စီးနေပြီကျွန်တော်အဲ့ဒီဘက်မှာဟိုကျွန်တော်တို့ကတော့အားလုံးကျွန်တော်တို့ရှင်းလင်းလိုက်တယ်ရှင်းလင်းပြီးတော့လိုအပ်တဲ့နေရာတွေမှာကျွန်တော်တို့ဟိုဖြန့်ကျက်ပြီးတော့နေမီဆူမိုးရေးထပ်ပြီးတော့ဆောင်ရွက်နေတာပေါ့နော်အဲ့တော့ဒီ998စခန်းကအဲ အဓိကငါးခုချစ်စခန်းထက်ကိုအဲ့ဒီဒီစတောင်းမြဝံဒေတာပေါ့နော်အဓိကနောက်ပချံအဲ့နဲ့ဒီအရှိပချံပေါ့နော်အဲ့ဒီဟာကလက်ရှိမှာဒါစစ်ကောင်စီနဲ့ကျွန်တော်တို့ဒီဘက်ကအီယာကို BD ရဲ့ကူပေါင်းဖွဲ့နေရနော်ဒီစခန်းတိုက်ပွဲတစ်ခုတည်းမဟုတ်ဘဲနဲ့နေမီစူမူရေးကိုပဲကျွန်တော်တို့အားလုံးဟိုနော်ဟိုနေမီစူမူရေးအတွက်ပဲကျွန်တော်တို့အဓိကဦးတည်ပြီးတော့ ဟိုလုံပန်းနေတာပေါ့နော်ဆိုတော့အဲ့ဒီဒေတာမှာစစ်ကောင်စီလည်းဟိုငါးဦးကြီးတက်ခိုင်းကစစ်ကောင်စီလည်းအလုံးစုံဟိုရှင်းလင်းသွားတဲ့အခြေအနေမျိုးမဟုတ်ဘူးအဲ့ဒီအေးကျွန်တော်ထွက်ပြေးသွားတဲ့အဲရဲဘော်တွေရှိတယ်အယောက်90လောက်ရှိမယ်အရာရှိအားလုံးပေါ့နော်အတရင်မှုပါအဲ့ဒီအားတွေလည်းကျွန်တော်တို့ပြန်လိုက်ပြီးတော့အခုရှင်းလင်းနေတဲ့အခြေအနေရှိတယ်ပေါ့နော်ဆိုတော့အဲကျွန်တော်တို့ ਨੇ တိုက်ပွဲကအဲမနေ့အထိကျွန်တော်တို့စက်တိုက်ရှိတယ်အဲစက်တိုက်ကျွန်တော်တို့အဲ့ဒီစခန်းပေါ်မှာမဟုတ်ဘူးစခန်းအဲပတ်ဝန်းကျင်နေရာတွေမှာပေါ့နော် ဆိုတော့အဲ့ဒီစခန်းကောင်ကအဲဒီသူတို့လည်းအဲ့ဒီဒီစခန်းနဲ့စခန်းရဲ့ပတ်ဝန်းကျင်အတောဇက်တွေမှာတချို့ရွာတွေမှာ ရှိုးတဲ့တွေမှာအဲ့လိုမျိုးနေရာတွေမှာသူတို့ရှိနေတယ်ကျွန်တော်တို့လည်းအခုအဲ့ဒါတွေကိုပဲအဲပြန်လိုက်ပြီးရှင်းလင်းနေတဲ့အခြေအနေမှာပဲရှိသေးတယ်ဒီတိုင်ရင်ဌာနချုပ်ကိုတင်နိုင်မှုအတွက် PDF တပ်ဖွဲ့တွေကြီးတိုက်ခိုက်ခဲ့တာဆိုပြီးတော့ပြောနေကြတာရှိပါတယ်ဗျမြေပြင်အခြေအနေကရောဘယ်လိုရှိပါသလဲခင်ဗျာ PDF တင်တဲ့အတူကရင်မျိုးသားအစည်းအရုံး KNU ကဘလို့ပူးပေါင်းပြီးတော့ပါဝင်တိုက်ခိုက်ခဲ့တာရှိပါသလဲခင်ဗျာဒီအခုကပြောရလို့ရှိရင်ဒါအားလုံးလည်းသိတယ်ကျွန်တော်တို့ဒီကွန်ဆိတ်နော်ကိုဒီကွန်ဆိတ်မှာဆိုလဲတက်စကန်ရဲစကန်ကိုတကယ်လည်းနေပူပေါင်းဖွဲ့တယ်တင်လိုက်တယ်ပြီးတော့အခု၅ခုရှိကျွန်တော်တို့ဖွဲ့တယ်ထပ်ပြီးတင်တယ်ဒါက KNU လည်းနဲ့ PD ရဲ့အဖွဲ့တွေရဲ့အဲ့ဒါပူပေါင်းစစ်စင်ရေးပဲအတူတူပဲပူပေါင်းပြီးတော့လောက်ကြတယ်ဒီရဒီရဒီလည်းပဲ အဲဒါကျွန်တော်တို့နားရတာဆိုရင်เนาะ KNL နဲ့ MOD ရဲ့အဲဒီဒီ joint operation command လို့ပြောတယ် GOC ရဲ့ကုက္ကမှုနဲ့เนาะလမ်းညွှန်မှုနဲ့ကျွန်တော်တို့တွန်းအားနေတာဒီတခုတော့ရှိတာပေါ့မြေပြင်မှာကျွန်တော်တို့ကအာဒီစစ်ကွက်တစ်ခုချင်းတစ်ခုချင်းစီကိုတောင်ခွဲပြီးတော့ဟိုဆောင်ရွက်တဲ့အပိုင်းမှာပဲရှိမယ်ဒီစစ်စင်တစ်ခုလုံးကတော့အဲ့ဒါကျွန်တော် GOC ရဲ့အစီအစဉ်နဲ့ KNL နဲ့ PDN နဲ့လုပ်တဲ့ဟာပဲအဲ့ဒါတော့ကျွန်တော်တို့ဟိုဘာမှခွဲခြားပြောလို့ဘယ်တော့မှ ရမှာမဟုတ်ဘူးအဲ့ဒါကိုလည်းအဲတချို့ဟိုတိပလို့တာပေါ့နော်တခါတလေကြားလို့ရှိရင်တော့ကျွန်တော်တို့ကဒီစစ်ကွက်တစ်ခုမှာအဲကျွန်တော်တို့ PDF ကြီးပဲတိုက်တယ်တုံမွေပကဖားကြီးပဲတိုက်တယ်ဆိုတော့ဒါတွေကအမြေပြင်ရဲ့စက်တာပေါ့နော်ကိုယ့်ရဲ့ခန္ဓာခွဲပြီးတော့တိုက်ခိုက်တဲ့ပုံစံပဲဖြစ်တယ်စည်ရဲ့သဘောအရာလေးအဲ့တော့ကျွန်တော်ပူပေါင်းအဖွဲဆိုတာအဖွဲတွေအများကြီးရှိတယ်အဖွဲတွေအများကြီးမှာတော့တဖွဲ့ကိုတနေ့တောင်းယူလဲဆိုရင်အဲ့ဒီနေရာဒီအဖွဲပဲတိုင်းတယ်လို့ပြောလို့မရဘူးအဲ့ဒါမျိုးတွေလက်ရှိတာပေါ့နော်ဆိုတော့ဒါကတော့ ကျွန်တော်တို့အဖွဲ့အစည်းချင်းချင်းမှာတော့အလုံးတည်ထားပြီးသားဖြစ်တယ်။တိုးတော်လည်းနေမြေခံနေတဲ့တချို့တော့ဒီအဲ့လောက်ထိကျွန်တော်တို့အသေးသေးဟိုဟာနားလဲဖို့တော့နားလဲကိုခက်တာပေါ့နော်။အဲ့ကြောင့်တချို့ဟာတွေကအဲကျွန်တော်တို့ဒီရက်ကြီးပဲတိုက်တယ်ဆိုတော့လည်းမဟုတ်ဘူး။ကဲလည်းကြီးပဲတိုက်တယ်ဆိုတော့လည်းမဟုတ်ဘူး။ဒီမြေပြင်ရဲ့စစ်စင်တခုလုံးကအဲဒီအခုလုံးဒါကျွန်တော်တို့ရဲ့ GOC ရဲ့အစီအစဉ်နဲ့ကျွန်တော်တို့ရဲ့ဒီမာမိတ်တွေရဲ့အစီအစဉ်နဲ့ မာမိတ်တဲ့ဥဆောင်မှုနဲ့ကျွန်တော်ဘီဂျက်တက်ဖွဲ့တွေအားလုံးကတညီတညွတ်တက်သွားနေကြတာဖြစ်တာပေါ့နော်အဲ့တော့ကျွန်တော်ပြောသလိုပဲစစ်ကွက်တစ်ခုချင်းစီမှာ SOS ကတာဝန်ယူတဲ့နေရာရှိမယ်ဘာကဖတာဝန်ယူနေရာရှိမယ် PD ရဲ့တရင်တွေတာဝန်ယူနေရာရှိမယ်ဒီလောက်ပဲကွာမှာပေါ့နော်ဒီစစ်စင်ကြီးကတော့ကျွန်တော်ကင်းရလေးနဲ့ PD ရဲ့တက်ဖွဲ့တွေ local ဖွဲ့တွေဘာကဖတွေဒါအကုန်လုံးအတူတူဆောင်ရွက်ကြတာပဲမြေပြင်မှာလည်းဒီတရင်မှုတက်မှမှုကင်းရလေးတရင်မှုတက်မှမှုတွေရဲ့ နဲ့ဥဆောင်ညွှန်ကြားမှုနဲ့ကျွန်တော်တို့ PDF ကစီဦးစီးရဲ့အဲဒီအစီအစဉ်တွေနဲ့အတူတူပဲတွဲလုပ်ကြတာပါဒါကတော့ခွဲလို့မရပါဘူးခင်ဗျာ